ကဲအားလုံးပဲကျွန်တော်နဲ့တို့ပရာလောကနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့နော်ပြန်လေး share လုပ်ထားတဲ့ဟာလေးတွေအဲတချို့အတလန်အွန်လိုင်းဆရာတွေပြောပြတဲ့ဗီဒီယိုလေးတွေပေါ့နော်ဒါလေးကိုတူတူကြည့်ရအောင်ဗျာနော်မြင်လိုက်မြင်ပြီးတော့စိတ်နဲ့မမေ့ကိုခေါ်လိုက်နော်အေးတင်ကောကောင်းနေတယ်နော်ပြန်ပြောပြန်ပြောအေးတင်ကောနော်ကြည့်ပါရရရအမတာမောင်းနောက်ဆုံးချိန်မမျက်နှာလေးသာတွေ့ကြပါတယ်မတာမောင်းနောက်ဆုံးချိန်ကာမောက်တူတူကြပါတယ်မ နောက်ဆုံးချိန်တားမောင်းတွေးကြပါတယ်ဒါစိတ်ချပါတားခုတားဖွားနဲ့တားမီနဲ့တားတော်လို့အားလုံးကိုတူတူနေပါမှာမတားစိတ်ချပါမှာတားမီတားတို့စိတ်ချပါမှာနမရဲ့နောက်ဆုံးမျက်နှာလို့တန်းနေကြပါတယ်မှာမမလေးအမြဲဆုံးထွက်လာပါမမ အမြဲဆုံးထွက်လာပါမှာမလို့အမြန်ဆုံးထွက်လာခဲ့ပါလို့မမမမြန်ဆုံးထွက်လာအမြန်ဆုံးထွက်လာခဲ့ပါတောက်ဆောင်နေပါလေလို့မမမြန်ဆုံးထွက်လာခဲ့ပါလို့ ကဲလာပြီတဲ့နော်ဒါနော်အေးတနာပါကဲနော်ဒါအီတင်ကောအကောင့်နဲ့ကြီးကြတာငလင်းစားလို့ဒီမှာစာရေးအဲ့ဒီရှားတဲ့ဒီရှားပြတော့လည်းမသိရှိတဲ့အတွက်ကြောင့်ဒါသူသားကနေပြီးတော့အပြေကိုဒါပေါ့နော်အလောင်းကျပြီးတော့တော့ပေါ့ဗျဆောင်းအောင်နော်စင်ကောင်းပြန်ပြီးပါလာနော်မင်းထပ်ပြပါတော့ခေါ်တာပေါ့ဗျာနော်ခေါ်တဲ့အခါမှာဒါအလောင်းကိုရှားပြီးသိရှိလား ဖြစ်ရှိလာမှုတွေပေါ့နော်အတိုက်ချက်ကလည်းမဟာတာရှာနေတာပေါ့နော်အဲဒါလေးကတော့အကောင်းဆုံးစဉ်းစားမယ်။နော်မင်းမင်းမရှိလဲပွားတွေတော်တော်လေးရှိတယ်။

အမြဲတမ်းတတ်ပြီးသေးတာဒါဖြစ်ပြီးသွားပြီဆိုတော့လည်းမတတ်နိုင်ဘူးပေါ့ဟုတ်ကဲ့ဒါတော့အဘွားကိုအကောင်းဆုံးပေါ့နော်တသားလေးကိုအကောင်းဆုံးဆောက်ရှောက်ပါဟုတ်ကဲ့တို့ကတော့ရှိတယ်အေးတင်တို့အသက်သေးပါဟုတ်ကဲ့ဖွင့်ပြီးတော့ဟုတ်ကဲ့ဒီနေ့ကိုညနေပါနော်ဟုတ်ကဲ့ဘယ်လိုဖြစ်နေလဲဆိုတော့ရှင်းပြချင်ကဲဒါတော့ရှာတွေ့လားမတွေ့လားလို့မသိဘူးနော် ဟုတ်ပြီသားပြီတော့နောက်တစ်ပေါက်ကျွန်တော်ထပ်ကြည့်အောင်နော်ဒါကတော့ Pride Light ခဲ့တော့နဲ့နော်မင်းတို့လို့ Pride မန္တလေးရတယ်တင်လာနော်လောက်ထားခဲ့ပြီးတယ်နော်ဒါဟုတ်နောက်ကမလိုက်ခဲ့တော့နဲ့နော်ခါတို့ကသွားမယ်ဟာဒီအများကြီးမလို့နော်မင်းတို့တော့ငါတို့ချွေဘူးသွားရမှာအများကြီးမလို့ငါချွေဘူးတယောက်ကိုတဘူးစီနော်ညဘူးတဘူးရဲ့ချွေဘူးဟိုရထားခဲ့ပြီးရယ်နော်ဒါကတော့ကောင်းတော့ကိုမလိုက်ခဲ့တော့နဲ့နော် ကားနောက်ကိုတရေတရလိုက်လာတော့ငါမရကြည့်နေငါတောင်းမှန်ပါလေကွာငါတို့လည်းချေချင်းကိုပြင်းမှန်းနေလို့ပါနော်မင်းတို့တည်းမပြီးခဲ့ရလို့အဲမင်းတို့၃ယောက်စာအတွဲငါတို့တယောက်တပူးစီ၃ယောက်အဲတုံးမှုထားခဲ့ပြီးတယ်နော်ငါတို့တော့မလိုက်ခဲ့တော့နဲ့နော်လိုခဲ့တော့နော်ဆိုင်နော်ခြေဘူးတွေစားတော့တွေကိုထားခဲ့ရတဲ့အချိန်တွေပေါ့နော်ကဲနောက်တစ်ပုတ်ထပ်ကြည့်မယ်ဗျာနောက်တစ်ပုတ်ကတော့ပါရှိမလဲဆိုရတာကြတော့ကဲဒါကတော့အားလုံးသိချင်နေကြတယ်ပရာလောကစီပါသမီးရမျက်ရည်နော်ပြောပြပေးစင်တယ်ပရာလောကစီပောက်တယ်ဆိုတာကအခုချိန်မှာပေါက်တာမဟုတ်ဘူး ိုးငြိမ်ကလေးကကြူချာကြူချာဖြစ်နေတဲ့ကိစ္စတွေပေါ့နော်အဲ့တော့လောကအရာမှာဆိုရင်ကျွန်တော်တို့လူစီဘလူးစီဆိုတာရှိတယ်မြင်အပ်တဲ့ပုံကောင်နဲ့မမြင်အပ်တဲ့ပုံကောင်ကိုတဘာဝတရားကြီးကအကန့်ချထားပြီးသားအဲ့ဒါကိုကျွန်တော်တို့ကဟိုသွားပြီးဖောက်ဖြတ်လိုက်တာပေါ့နော်အိမ်မှာလည်းအိမ်စီကန်းလမ်းမှာလည်းလမ်းစီကန်းကျောင်းမှာလည်းကျောင်းစီကန်းဖောက်ပြခဲ့လို့ရှိရင်အပြစ်ပေးခံရတယ်မလိုလားတဲ့ပြဿနာတွေတက်တယ်အဲ့ဒါလိုပဲအဲ့တော့ထင်ရှားအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့အခုလိုမျိုး ဒါဘေးအန္တရာယ်ဖြစ်တယ်ဆိုတာကအကြောင်းတရားအများကြီးရှိတယ်အဲ့ဒီအကြောင်းတရားအများကြီးမှာမှကျွန်တော်တို့လောကီပညာရှုထောင့်မှကြည့်မယ်ဆိုရင်အနည်းဆက်ဆုံးကဒီတိုက်တွေကအိမ်မက်ဘေးလို့ ကလေးတရေတွေကိုပေါ့နော်ကလေးတရေတွေကိုအဲတင်ဟာလောတရေတွေရှင်ကျုပ်ပေးတဲ့ကိစ္စလည်းတက်ပေးလိုက်တယ်ဆိုတော့ဒါလုံးဝမဖြစ်တဲ့နဲ့ကိစ္စတနည်းအားဖြင့်သူတို့ကိုကျွန်တော်ကတကူပူချီလာတဲ့ကိစ္စလေးရုံးလိုက်တယ်လို့ပဲခင်ဗျားပို့ပြီးတော့ကောင်းသွားတာပေါ့နော်အဲ့ဒီအချက်ကြောင့်မို့လို့ဒါကျွန်တော်ယူဆယူဆချက်ပါအဲ့ဆိုအဲ့လိုလုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီမြင်းကလင်းတန်းမှာသာသနာတိကအဆောက်အဦတွေ ်ရဟန်းတန်ခါတွေပို့ပြီးတော့အထီများတယ်နောက်တစ်ခုကကြတော့ကလေးငယ်တွေဆိုလို့ရှိရင်မူဂျိုကလေးလေးတွေပို့ပြီးများတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ယူဆမိတယ်အဲ့တော့ပြောချင်တာကဟာစီးပြီးပေါက်နေပြီးထပ်ပြီးတော့ဖြုံးမာလားဆိုတဲ့ဟာမျိုးကျွန်တော်တို့ကမလို့ချင်းပြောရမယ်ဆိုလို့ရှိရင်အဲ့ဖြတ်ထားတဲ့ဟိုပေါက်တဲ့ကိစ္စကိုမပြက်ပြက်အောင်ဖြတ်မှရမယ်အဲ့ဒါကကျွန်တော်မှတ်ထားပါတော့ဒီသူတို့လုတ်ပေးခဲ့တဲ့ဒီအယုတ်တွေပေါ့နော်အဲ့ဒီအယုတ်တွေကိုတက်ကြွနားလေတဲ့ဆရာတွေနဲ့ဖြတ်ဖို့လို့မယ်နောက်တစ်ခုကကြတော့ ကျွန်တော်ဘာသာရေးကိုမမေ့ပါနဲ့เนาะဘာသာတချို့ထော်တော်ကန်းလန်းကောင်တွေလာပြောလိမ့်မယ်ဘာသာရေးလုပ်နေတဲ့ဘုန်းကြီးတွေတောင်မှဒလူဒလူဖြစ်နေတာပဲဆိုတာဒါကအကြောင်းတရားတွေအများကြီးရှိတယ်ကံအကြောင်းတရားတွေเนาะအဖက်ဖက်ကနေရှိတယ်တိုးတော်ကြလေးပဲကျွန်တော်တို့ကတော့လောကီစရာဖြစ်တဲ့အတွက်ကြောင့်မလို့လောကီဆိုင်ကနေပြီးတော့အုတ်တစ်ချက်တဲတစ်ဖွင့်အစဉ်ပြေလို့ပညာကျွန်တော်တို့က လမ်းညွှန်ပြသပေးတာဖြစ်တယ်တချို့ပြန်လဲထူထောင်ရေးမှာကြေစိမ်းနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ပုံကိုယ်တွေကကြေစိမ်းအပိုင်းကိုလှုပ်တယ်စေဝါနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပုံကိုယ်တွေကစေဝါကုသမှုလုပ်ပေးတယ်ဒါကျွန်တော်တို့ကတော့မမြင်အပ်တဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့နားလည်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကိုမဖြစ်မနေလှုပ်ပေးဖို့လိုပါတယ်အဲ့တော့အချိန်အပြည့်မလုပ်ရမလဲဆိုတော့ကျော်သားကြီး၅ကြီးဒီအပိုင်းမှာရှောင်ပေးပါမဲသားတွေလုံးဝမစားပါနဲ့မိမိတက်ကြွနဲ့တရဏဂုံဂုံတော်ကိုပါပထန်း၂၄ပစ္စည်းဒါတွေကိုမပြတ်မပြတ် ထုံပေးပါနောက်တစ်ခုမဖြစ်မနေတာကျွန်တော်ကြီးစီတို့ခေါင်းလောင်းတို့တီးပေးပါအဲကြီးစီတို့ခေါင်းလောင်းတို့မှာထွက်တဲ့အတန်ဒီကျွန်တော်တို့လူတာမန်လူတွေမကြားနိုင်တဲ့အရာတွေပေါ့နော်ကျွန်တော်အလွာတွေရှိတယ်ဗျာညာ frequency တွေရှိတယ်အဲ့ဒီမှာတို့ပရာလောကသားတွေကိုသွားပြီးတော့ဟိုရိုက်ခတ်နိုင်တဲ့နှုံထားတွေရှိတယ်နော်အဲ့ဒီကြီးစီတန်ကြောင့်မို့လို့ဒီမကောင်းတဲ့အမင်္ဂလာတွေနော်ပပျောက်သွားစီဖို့အတွက်ကြီးစီတွေခေါင်းလောင်းတွေအဲတီးပေးဖို့နော် ထိုးပေးဖို့ကိုအဲကျွန်တော်ဒါလေးကိုလည်းပြောချင်ပါတယ်။ကဲနော်ဒါဒီပေါက်ကသူက comment လေးမှာကျွန်တော်ဖတ်ပြမယ်နော်။ညတာတဲ့ဒါကကြော်ကြီးဆိုတဲ့အကောင့်လေးနော်သူကလေးသေးသွားနေတယ်မယ်နော်သူကလေးဆုံးသွားသွားတာဒီကလေးတမ်းမှာပေါ့နော်။ညကအိမ်ရှိမှာကျွန်တော်ကလေးရက်နေတာကိုတွေ့လိုက်တယ်တဲ့။ဆရာတဲ့ငိုနေတာတဲ့နော်ကျွန်တော်လည်းခြေစီမထုရဘူးတဲ့။ပြည့်ရည်လည်းမဖြန့်ရဘူးလေကုတ်ကလေးကိုသနာလို့ပါတဲ့နော်တကယ်စိတ်မကောင်းဘူးပြန်နော် ဒီမှာအောက်ကမန်းနေရတော့အများကြီးပေါ့ဗျာဟိုလိုလောက်ဒီလိုလောက်ပေါ့နော်အဲတော့သူကပြန်ပြောတာလေကျွန်တော်လည်းမလုပ်ရမယ်မသိဘူးလေဆင်မကောင်းဘူးလေငိုချင်တယ်တဲ့အဲဒါ तू ကဖတ်တယ်တရားနေတယ်ပေါ့နော်ဒီ main ကလေးတရားဆိုတဲ့ဟာညီမတဲ့မနေ့တစ်ချိန်ညတစ်ချိန်ပထန်းရွတ်ပြီးရွတ်ပါတယ်တဲ့ရွတ်တိုင်းလဲတမီးအပြင်တဲ့သူကတမီးလက်တွေသွားတယ်မိဘနဲ့ပါအဖိုးဖားနဲ့ဒါကလေးတရားဆုံးပါသွားတာပေါ့နော်အမောင်လေးပါပါသေးတယ်မောင်ရဲ့ဖေမေရဲ့သူရဲ့တမီးရဲ့ဟာ ဒါကိုပြည့်ဖက်ပြီးတော့မျှပေးဝေပါတယ်တဲ့နော်အဲစေမကောင်းစရာတွေကြီးပါပဲဗျာနော်ကဲဒါမချွတ်မလွတ်တဲ့ဟာတွေပါဗျာနော်နောက်တစ်ခုရှိအောင်မယ်ဗျာနော်နောက်တစ်ခုကတော့ကဲဒီမှာတာလောကနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ဟာပါနော်စကိုင်းနဲ့မန္တလေးမြေပြင်ကိုကျွန်တော်ရောက်ခဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ဒီကျွန်တော်လောကီဆရာတို့လောကီနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောပြမယ်အဲ့တရက်တရင်နဲ့ပတ်သက်တဲ့ဟာလေးပေါ့အခုချိန်မှာမြုံမအောင်ဒါရေမရှိဘူးလက်လက်ခံထားရတဲ့သူတွေပေါ့နော်သွားပြီးလေ့လာကြည့်လို့ရတယ်ပေါ့အဲ့တော့ ဟိုရုပ်တရက်အာမင်းနဲ့တိုက်ပြီးပြီးတည်သွားတဲ့သူတွေတော့အကြောင်းမရှိပေမဲ့အဲ့ထဲမှာလွန်း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 နဲ့စောင့်နေတဲ့သူတွေပြီးတော့ဒဏ်ရာတွေခံစားပြီးတည်သွားတဲ့သူတွေကမချွတ်မလွတ်ပဲရှိနေတယ်။တချို့ကျတော့ဒီဖြတ်ထုတ်ရတာရှိတယ်။ဖြတ်ထုတ်တဲ့ခါမျိုးတွေမှာသူတို့အရှင်နဲ့လက်ဖြတ်ရတဲ့ထုတ်လက်ထုတ်အောင်မလွတ်ဘူး။တည်သွားရဲ့ဒါမျိုးတွေအရန်ဆွဲလန်းပြီးခြောက်လန့်နေရမျိုးတွေရှိတယ်။အကျိုးဆိုလို့ရှိရင်လည်းဒီတိုက်ပီးတဲ့နေရာတွေအပေါ်ကနေညာဘက်တွေခောက်ကြည့်တယ်ပေါ့လူရှိလားလူရှိလားလို့ခောက်ကြည့်တဲ့အချိန်မှာအောက်ကနေအတန်ပြန်ပြီးရလူရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်နေရာမှာလဲအသက်ရှိသူပြပါဆိုသူတို့ပြရတဲ့နေရာတွေတော့ကြည့်လိုက်လို့ရှိရင် ဓာတ်ပေါ်တွေဖြစ်နေတယ်ဒီဆုံးသူတွေအဲ့လိုမျိုးဖြစ်နေရပေါ့တချို့ကြောင့်လည်းဒီအောက်မှာရည်တန်းတွေအော်တန်းတွေဒါမျိုးတွေကြားရတယ်မျိုးစုံမျိုးစုံပေါ့နော်အဲတော်တော်ကြောက်ဖို့ကောင်းပါလေအဲတချို့နေရာတွေမှာဆိုလို့ရှိရင်လည်းဒီအတန်တွေပေးပါတယ်ပေးနေတချို့နေရာကြီးကြပြန်တော့လေအဲ့နေရာတွေဒီအလောင်းတွေများတဲ့နေရာပေါ့နော်ဒီဒီဆုံးသူတွေများတဲ့နေရာပေါ့တခုထုတ်ပေးတဲ့အချိန်မှာနောက်တစ်ခုဆက်ထုတ်ဖို့ပြဿနာဖြစ်တာတဲ့အမျိုးမျိုးနောက်ဆက်ဝင်တာတွေအဲ့လိုမျိုးရှိတယ်ပေါ့နော် လေ့လာခြင်းတော့ကြောက်ရရားကြီးပါတကယ်ကြောက်ဖို့ကောင်းပါတယ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်အားလုံးအလင်းကင်းပါဒါတော့ non take တွေပြောတဲ့ဟာပေါ့နော်တရေတစီဒါအစွဲတွေနဲ့ပြေးပါပြီးတော့မှတချို့တွေအသက်အရန်ရှင်ချင်တယ်ပေါ့နော်ရှင်နေတဲ့စိတ်နဲ့ပုံပုံတွေလို့တင်မှမသိဘူးအဲ့6ဆက်ညာပေါ့နော်တချို့ကြလဲအဲခုနကလောဆွဲလန်းတဲ့စိတ်တွေနဲ့ဒါ6ဆက်တဲ့ဟာတွေကိုပြောပြလာပဲဖြစ်ပါတယ်အများကြီးပဲပြောပြနော်